နင်းတော်ရဲမှာတားမီနေရောက်တဲ့နေရာကနေပပိတ်ခေါ်ပဲတစင်းယောက်ျားတယောက်ပေါ်လာတော့ကမင်္ဂလာပေါင်းတဲ့ခါချောင်းနဲ့နေရောရင်မြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ဘီကာဆူ channel ကနေဥစားပထမတော့ခွန်စတာလိုက်ပါရခင်ဗျာဒီနေ့မှာတော့နင်းတော်ရဲမှာတားမီနေရောက်တဲ့နေရင်ပေါ်လာတဲ့တစင်းယောက်ျားကိုနှစ်ယောက်စလုံးချစ်မိသွားတဲ့အကြောင်းရိုက်ကူးထားတဲ့ far north ဆိုတဲ့ဇာလန်လေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်လီရဲ့အစမှာတော့ సై ဘီးရီးယားရဲ့စီးနေအေးခဲနေတဲ့အာတိတ်ဒေတာကလူသူမနီးနှင်းနေတဲ့ဖုံးလွှမ်းနေတဲ့နေရာမှာ ။စာပါဆိုတဲ့အမျိုးသမီးတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူမွေးတုန်းကနတ်ဆရာတစ်ယောက်ကသူ့မိသားစုကိုသူကချိန်စာတင့်နေတဲ့အတွက်သူချစ်ရတဲ့သူတိုင်းကိုဒုက္ခပေးလိမ့်မယ်လို့ဟောခဲ့ပါတယ်။စာပါကိုယ်တိုင်လည်းဒီစကားကိုအမှန်လို့ထင်ပြီးတော့ယုံကြည်နေခဲ့ပါတယ်။အခုတော့စာပါကသူသမီးအန်ညာနဲ့အတူစကန်းငယ်လေးတစ်ခုမှနေထိုင်ခဲ့ပါတယ်။အဲ့ဒီဒေသကိုရုရှားစစ်သားတွေကထိ ंछ ုပ်ထားတာကြောင့်ဒီမှာဘယ်သူမှမနေကြဘဲသူတို့ပဲရှိတာပဲဖြစ်ပါတယ်။ ဇာဘာကအရင်တုန်းကသူ့ရဲ့မျိုးနွယ်စုနဲ့တူနေခဲ့ပေမဲ့အကြောင်းတစ်ခုခုကြောင့်သူသမီးနဲ့တူထွက်ခွာလာပြီးတော့အဝေးဘူရောက်လာခဲ့တာပဲဖြစ်ပါတယ်။ရုရှားစစ်သားတွေရှာမတွေ့အောင်သူတို့ကစကန်းကိုအတီးကြမနေပဲနဲ့ရွှေ့ပြောင်းနေလေးရှိပါတယ်။ဒီညကအေးခဲနေတဲ့နှင်းတွေကြောင့်သူတို့ကနေတိုင်းအစာရှာဖွေပြီးတော့အသက်ရှင်တဲ့မှုရုံးကန်နေရကဘဝကလည်းခက်ခဲနေခဲ့ပါတယ်။အညာဟာငယ်စဉ်ကတည်းကခက်ခဲတဲ့ဘဝမှာကြီးပြင်းလာခဲ့ရပေမဲ့အပြင်လောကကလူတွေကိုတွေ့ကျင်တဲ့ဆန္ဒရှိနေပါတယ်။သူတို့ကအမဲလိုက်ဖို့အတွက်ခွေးတွေကိုလည်းမွေးထားပါတယ်။ ။တင်းမှာတော့ခွေးတကောင်ကနာမကျန်းဖြစ်နေတဲ့အတွက်စာပါကခွေးရဲ့ဝေဒနာတွေပျောက်ကင်းသွားအောင်လို့လေပင်းကိုတားနဲ့လှီးပြီးတော့အဆုံးသတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့စာပါနဲ့အညာတို့ပစ္စည်းတွေကိုထုတ်ပိုးပြီးနေတိုင်းရာအသစ်ရှာဖို့အတွက်လီနဲ့ထွက်ခွာလာခဲ့ပါတယ်။လမ်းမှာရုရှားစစ်သားတွေကမီထာလန်ဖောက်နေတာကိုတွေ့တဲ့အခါမှာတော့ဇာဘာနဲ့အန်ညာတို့ကထိတ်လန့်သွားခဲ့ပေမဲ့ကံကောင်းစွာပဲစစ်သားတွေကသူတို့ကိုမမြင်ခဲ့ကြပါဘူး။သူတို့လည်းအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာလာခဲ့ကြပါတယ်။ အချင်းတို့ကြာခင်းနေပြီးတဲ့နောက်မှာတော့သူတို့ကဘယ်သူမှလိုက်မမိနိုင်တဲ့နေရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒီညကတော့သူတို့အတွက်အသင့်တော်ဆုံးဖြစ်ပြီးတော့အဲ့ဒါကိုအာတိတ်တန်တာလို့ခေါ်ပါတယ်။အဲ့ဒါကြောင့်သူတို့ကဒီညမှာနေထိုင်ဖို့ဆုံးဖြတ်လိုက်ပြီးတဲထိုးကအထဲဝင်အိတ်ခဲ့ကြပါတယ်။ဒါမဲ့ဆာဘာကအိတ်မပြောဘဲသူ့ဘေးနားကဝင်းပလီခြေထဲကိုကြည့်ပြီးတော့အတိတ်ကိုပြန်အမှတ်ရနေခဲ့ပါတယ်။တွန်ခဲ့တဲ့ချိန်တွေတုန်းကဆာဘာကသူ့မျိုးနွယ်စုနဲ့နေထိုင်ခဲ့ပေမဲ့လေသူ့လူတွေကသူ့ကိုကျင်းစာတင့်တယ်လို့ယုံကြည်နေပြီးတော့ သူရှိနေရင်ရွာမှာတခုခုစိုးစိုးဝါးဝါဖြစ်လာလိမ့်မယ်လို့ယူဆကြတာပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့ကသူ့ကိုရွာကနေမောင်းထုတ်ခဲကြတာပါ။ဒေါ်ရဲမှာလျှောက်သွားနေတော့မှာပဲဆာဗာတယောက်ရီနီယာမျိုးနယ်စုကမျိုးသားတယောက်နဲ့送ခဲ့ပါတယ်။သူကဆာဗာကိုသူ့မျိုးနယ်စုနဲ့ပူးပေါင်းဖို့ဖိတ်ခေါ်ခဲ့ပြီးတော့ဆာဗာလည်းသဘောတူကသူနဲ့တူလိုက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကအတူတူနေထိုင်ကြရင် မကြခင်မှာပဲချစ်ကြိုက်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဒီမျိုးသားကသူ့ကိုလက်ဆောင်အဖြစ်ဝင်းပလီခြေထဲကိုပေးခဲ့ပါတယ်။ အခုတော့ဇာဘာကသူမချဲ့ရတဲ့သူတိုင်းတေဂျီပစ္စည်းလိမ့်မယ်ဆိုတဲ့နတ်ဆရာရဲ့စကားတွေကိုပြန်မှတ်ရပြီးတော့ကြောက်လန့်နေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ဇာဘာကသူ့ကိုယ်ရင်းနဲ့အတူမဲလိုက်သွားခဲ့ပြီးမြေပြင်ပေါ်မှာတန်ရာပလပွားနဲ့လဲကျနေတဲ့အမျိုးသားတစ်ယောက်ကိုလည်းတွေ့ရှိခဲ့ပါတယ်။သူကအေးခဲလို့နေပါဖြစ်ပြီးတော့အစာမစားရတဲ့အတွက်ရုတ်တရက်လဲကျပြီးတော့တတိမိတ်သွားခဲ့ပါတယ်။ဇာဘာကလက်ထဲမှာလက်နက်ကင်ပြီးတော့သူ့စီကိုရှောက်သွားပါတယ်။ သူသတိမိနေတာကိုမြင်တဲ့အခါမှာတော့သူ့ရဲ့ပစ္စည်းတွေကိုယူတော့မဲ့အချိန်ပါပဲ။အဲ့ဒီမျိုးသားဟာနိုးလာပြီးတော့သူ့ကိုကိုညီတောင်းပါတော့လေ။အစားတော့စာပါကသူ့ကိုတတ်ပြဖို့စဉ်းစားခဲ့ပေမဲ့တနာစိတ်ဝင်လာပြီးတော့သူ့ကိုဒဲစီကိုခေါ်သွားပေးခဲ့ပါတယ်။မကြာခင်မှာပဲအဲ့ဒီမျိုးသားကထပ်ပြီးတော့သတိလက်ကလဲကျသွားခဲ့ပြန်ပါတယ်။စာပါလည်းသူ့တန်ရာတွေကိုတန်ရှင်းပေးပြီးတော့ပြုစုခဲ့ရပါတယ်။အဲ့နောက်သူ့ပစ္စည်းတွေကိုစစ်ဆေးကြည့်နေမြေပုံတစ်ခုနဲ့ရေဒီယိုတစ်ခုကိုလည်းတွေ့ရှိခဲ့ပါတယ်။ခဏကြာတော့အန်ညာရောက်လာပြီးဒီမျိုးသားကိုတွေ့တော့အယံကိုအန်အားတင်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့သူကဘာတူလဲလို့စာပါကိုမေးတဲ့အခါမှာစာပါကလည်းမတိကြောင်းနဲ့သူ့မဲလိုက်နေတော့တန်ရာရီနဲ့တတိလက်ပြီးလဲကြနေတဲ့အတွက်မတိအောင်ခေါ်လာခဲ့တာသာဖြစ်ကြောင်းပြန်ပြေခဲ့ပါတယ်။အချိန်တော်ကြာတော့အဲ့ဒီမျိုးသားနိုးလာပြီးသူ့နံမီကလိုဂီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အညာကသူ့ကိုသူ့မိကသစိန်တွေကိုအလွယ်မယုံတဲ့အတွက်ကဲတင်ခံခဲ့ရတာကံကောင်းကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီညမှာအညာကသူ့အတွက်ဟင်းချုပ်လုပ်ပေးပါတယ်။ဒီနောက်မှာတော့သူကကောင်းလေးတယောက်ကိုနီနီကက်ကက်မြင်ပူးတာပထမဆုံးအချိန်ဖြစ်တဲ့အတွက် လူကြီးကိုခဏခဏကြည့်နေမိပါတယ်။ရန်နေငယ်ကြပြီးလူကြီးတယောက်လုံးဝတက်တာလာတဲ့ခါမှာတော့ဆာဘာအညာတို့နဲ့တူ လေနဲ့အမဲလိုက်ထွက်ခဲ့ကြပါတယ်။လူကြီးကသူ့သက်ကိုခဲခဲ့တဲ့အတွက်ဘလို့ဂျေဇုဆက်ရမလဲလို့မေးလိုက်တဲ့ခါမှာတော့ဆာဘာကလည်းလူဝဲလာရင်ပြောမယ်ကြောင်းပြန်ပြေးလိုက်ပါတယ်။ဒါမဲ့အညာကပြုံးပြီးတော့အမဲလိုက်ထွက်ကရီနီယာတရေကို ယူလာပေးဖို့တောင်းဆိုခဲ့ပါတယ်။လူကြီးကလည်းရီနီယာတရေကိုမဲလိုက်ပြီးတော့ယူလာပေးဖို့ကြိပေးလိုက်ပါတယ်။ ဒီနောက်မှာတော့သူတို့ကလေပေါ်ကဆင်းပြီးတော့နှင်းတွေဖုံးနေတဲ့မြေပြင်ပေါ်ကိုရှောက်သွားခဲ့ကြပါတယ်။အဲဒီမှာဖြန်တကောင်ကိုတွေ့တော့ဇာဘာကဖမ်းခဲ့ပြီးတော့သူတို့တဲစီကိုပြန်လာခဲ့ပါတယ်။ညဘက်မှာတော့ဇာဘာနဲ့အညာတို့ကမြို့နယ်စုထဲမှာတော့ကလိုပဲဖြန်သားကိုလှီးပြီးတော့အစိမ့်တိုင်းစားခဲ့ကြပါတယ်။လိုဂီကတော့ဒါကိုထူးဆန်းနေထင်ပြီးတော့အသားကိုချက်ပြုတ်စားပါတယ်။နောက်တစ်ခါမှာတော့လိုဂီကသူ့ရေဒီယိုကိုအညာကိုပြပြီးတော့သတင်းဖွင့်ပြပါတယ်။ဇာဘာနဲ့အညာတို့ကရေဒီယိုကိုပထမဆုံးမြင်ပူးတာဖြစ်ပြီးတော့နားထောင်ရတာကိုလည်းသဘောကျနေခဲ့ပါတယ်။ နားတော်နေနဲ့လဲစာပါကလိုဂီကိုပဲကြည့်နေမိခဲ့ပါတယ်။မြေပေါင်းများစွာတိကျန်နေခဲ့တဲ့သူမကိုလိုဂီကဆွဲဆောင်နေတယ်လို့ခန်းစားနေခဲ့ရပါတယ်။ဒါကြောင့်စာပါကဒီကိုဘလို့ရောက်လာတာလဲလို့လိုဂီကိုမေးလိုက်ပါတယ်။ဒါကြောင့်လိုဂီကတရက်မှာရုရှားစစ်သားတွေကသူ့ယာကိုရောက်လာပြီးတော့ယောက်ျားလေးတွေကိုဖမ်းကအလုံးလုံးခိုင်းခဲ့ကြောင်းနဲ့လိုဂီတယောက်လည်းအဖမ်းခံရကအလုံးလုံးနေတော့ထွက်ပြေးဖို့ခွင့်ရရတဲ့အတွက်ထွက်ပြေးလာခဲ့တာပြေကြောင်းရှင်းပြလိုက်ပါတယ်။ ။လော်ကီကဆက်ပြီးအဲ့ဒီနောက်မှာအစာရေစာမစားမတော့ရဘဲနဲ့ရပောင်းများစွာလမ်းလျှောက်လာတဲ့အချိန်မှာစာဘာကသူ့ကိုတွေ့ပြီးတော့ကက်တင်ခဲ့တာဖြစ်ကြောင်းနဲ့ရုရှားစစ်သားတွေကသူ့ကိုတွေ့ရင်တပ်ပြစ်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။စာဘာကတော့အေးတန်ကျော့သွားတဲ့အထိသူတို့နဲ့အတူနေနိုင်ကြောင်းနဲ့ထွက်သွားခြင်းလဲထွက်သွားနိုင်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။လော်ဂီရှိနေခြင်းကသူတို့အတွက်အန္တရာယ်ဖြစ်လာမှာကိုသူကစိုးရိမ်နေခဲ့တဲ့အတွက်ဒီလိုပြောခဲ့တာပဲဖြစ်ပါတယ်။လော်ဂီကရုပ်ဖြောင်ပြီးတော့တံပါးတွေအတွက်အညာဟာတဖြည်းဖြည်းချင်းသူ့အပေါ်ကိုစိတ်ဝင်စားလာခဲ့ပါတယ်။ ဒီနောက်မှာတော့သူကလိုကီကိုသူ့မိလှုပ်ပေးသလိုမျိုးကောင်းပြီးပေးဖို့တောင်းဆိုပါတယ်။လိုကီကပြုံးပြီးတော့သူ့ရဲ့ကောင်းကိုပြပေးခဲ့ပါတယ်။ဆာဗာကဒါကိုမကြိုက်ပေမဲ့လည်းသူမကိုယ်တိုင်လည်းလိုကီပေါ်ခံစားချက်ရှိနေတဲ့အတွက်မျက်နှာလွှဲလိုက်တဲ့အခါမှာတော့လိုကီလည်းသတိထားမိသွားခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့လိုကီကဇာဘာသနတ်ကိုခွင်မတောင်းပဲယူသွားပြီးတော့အန်ညာကိုဂရီပေးထားတဲ့အတိုင်းရန်ဒီယာတရေကိုမဲလိုက်ဖို့ထွက်သွားခဲ့ပါတယ်။ ူကရိုင်းနီယာတရေကိုတွေ့ပြီးပြစ်ဖို့ချိန်နေတော့မှပဲရုရှားစစ်သားနှစ်ယောက်ရောက်လာပြီးတော့သူ့ကိုဖမ်းကသူတို့လေပေါ်ကိုခေါ်သွားခဲ့ကြပါတယ်။ဒါပေမဲ့လိုဂီကဓားကိုထုတ်ယူလိုက်ပြီးတော့စစ်သားနှစ်ယောက်လုံးကိုတယောက်ပြီးတယောက်ကိုတပ်ပစ်ခဲ့ပါတယ်။အဲဒီတော့သူကသူတို့ရဲ့ရိတ်ကားတွေကိုယူပြီးတော့တဲစီကိုပြန်လာခဲ့ပါတယ်။အဲဒီချိန်မှာဆာဘာကအညာကိုလိုဂီကြောင့်ဘာမှမသိသေးတဲ့အတွက်စကားသိပ်မပြောဖို့ပြောခဲ့ပေမဲ့လည်းအညာကတော့သူ့စကားကိုနားမထောင်တော့ပါဘူး။အဲဒါကြောင့်ဒေါသထွက်သွားတဲ့ဆာဘာဟာတဲတဲကထွက်သွားခဲ့ပါတော့လေ။ ။မကြာခင်မှာပဲလိုကီကစစ်သားတွေရဲ့ပစ္စည်းတွေနဲ့အတူပြန်လည်ရောက်လာခဲ့ပါတယ်။ဇာဘာကသူ့ကိုအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တဲ့သူ့ရဲ့ဂျင်းစာအကြောင်းပြောချင်ခဲ့ပါတယ်။ဒါမဲ့သူဘာမှမပြောခင်မှာပဲအညာရောက်လာခဲ့ပါတယ်။လိုကီကရိတ်ခါတွေအများကြီးယူလာတဲ့ကြောင်းပြောလိုက်တော့အညာကအယမ်းပျော်ပြီးတော့လိုကီနဲ့အတူတဲတဲကိုဝင်သွားခဲ့ပါတယ်။အခုတော့အန်ညာနဲ့လိုကီတို့ကပို့ပြီးတော့ယင်းနီလာကြကအလူတို့အချင်းနေကုံဆုံးလာခဲ့ကြပါတယ်။ဒါကဇာဝကိုနာကျင်စေခဲ့ပြီးတော့သူ့ရဲ့တိတ်ကိုလည်းပြန်စင်းစားမိစေခဲ့ပါတယ်။ တရမစာဘာကမဲလိုက်ပြီးသူမျိုးနယ်စုစီကိုပြန်လာတဲ့အခါမှာတော့ရွာသားတွေအကုန်လုံးကိုတရားရုံးကတပ်ပစ်ထားတာကိုတွေ့လိုက်ရပါတယ်။သူလဲရင်ခွဲမတက်ခံစားခဲ့ရပေမဲ့သူချစ်သူကကြိုးတုပ်ခံထားရပြီးတော့အသက်ရှင်နေသေးတာကိုသတိထားမိခဲ့ပါတယ်။ဒါကြောင့်သူကစာဘာကိုမြင်တော့ပုန်းနေဖို့ချစ်ပြလိုက်ပါတယ်။သူမျိုးနယ်စုကိုတတ်ခဲ့တဲ့ရုရှားစစ်သားတွေကသူ့နားမှာရက်နေတာကြောင့်စာဘာလဲသူစကားနားထောင်ပြီးတော့ပုန်းနေခဲ့ရပါတယ်။ရုတ်တရက်စစ်သားတယောက်ကဓာတ်ထုတ်ပြီးတော့စာဘာချစ်သူရဲ့လေဘင်းကိုထိလိုက်ပါတယ်။ ဇာပိုင်းမျက်စိရှိမှပဲသူချစ်သူကနာကျင်စွာတည်ဆုံသွားခဲ့ပါတယ်။ဒါကိုမြင်တဲ့အခါမှာတော့ဇာပါတယောက်ငိုကြွေးပါတော့တယ်။သူလဲထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့စသားတွေကတတိထားမိပြီးတော့လိုက်ဖမ်းခဲ့ကြပါတယ်။သူချစ်သူကိုတတ်ခဲ့တဲ့စသားကသူ့ကိုမရင်ကျင်ပြီးတော့နာကျင်မှုကိုခံစားရအောင်အသက်ရှင်လျက်ထားခဲ့ပါတယ်။သူတို့တွေ့သွားတော့ဇာပါတယောက်သူချစ်သူရဲ့အလောင်းစီကိုသွားပါတယ်။ကြိုးတွေကိုဖြေးပေးပြီးငိုကြွေးရင်းနဲ့ပဲသူ့အလောင်းကိုဖက်လိုက်တဲ့အခါမှာတော့သူ့လက်ထဲမှာဓာတ်ချောင်းရှိနေတာကိုတတိထားမိခဲ့ပါတယ်။ သူကကြိုးကိုဖျက်ပြီးတော့လොမြောက်ဖို့ကြိုးစားနေခဲ့တာဖြစ်ပေမဲ့လည်းရုရှားစစ်သားတွေကအရင်လက်ဦးသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဆာဘာကဓားကိုယူပြီးတော့ကိုနဲ့မကွာတင်ထားခဲ့တာပါ။အဲဒီနောက်မှာတဲတခုကနေကလေးငူတန်ကြားတဲ့အခါမှာတော့သူကဝင်ကြီးခဲ့ပြီးတော့ကလေးမလေးတယောက်ကိုတွေးခဲ့ပါတယ်။ဆာဘာကကလေးမလေးနဲ့အတူထွက်သွားဖို့ဟန်ပြင်းတော့စစ်သားတယောက်ကသူ့ကိုတားပြီးတော့ဆာဘာတို့မျိုးနွယ်စုတွေကဒီမှာနေဖို့အခွင့်မရှိတဲ့အတွက်သူတို့ကိုတတ်ပြီးတော့မြေကိုပိုင်သိမ်းခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။ ဒါကိုကြားလိုက်ရတော့စာပါလဲမြေကြီးတဲ့ကတဘာဝရင်းမြစ်တွေကိုတင်ပိုက်ဖို့အတွက်စစ်သားတွေကလူတွေကိုတပ်ဖြတ်နေတာမှနားလေသွားခဲ့ပါတယ်။ဒီနောက်မှာတော့စစ်သားကသူ့လမ်းပြောင်းနေတဲ့အတွက်အဓိကကုန်းမြေစီကိုလိုက်ပို့ရင်သူနဲ့ကလေးကိုအသက်ချမ်းသာပေးမှဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့စာပါလဲသဘောတူခဲ့ပါတယ်။စစ်သားတွေကရေခဲမြစ်ကိုဖြတ်ကျော်နေတော့အလုံးကိုကျိုးတချောင်းတည်းနဲ့ချီတားခဲ့ကြပါတယ်။ရုတ်တရက်စာပါကသူ့သားနဲ့ကျိုးကိုဖြတ်လိုက်တဲ့အခါမှာတော့စစ်သားတွေကနှဆိုင်တဲ့ကြောက်တဲကိုပြုတ်ကျပြီးတော့အသေဆုံးသွားခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ဇာဘာလဲကလေးမလေးကိုပြုစုဆောင်ရှောက်ခဲ့ပြီးတော့အဲဒီကလေးမလေးကပဲအညာဖြစ်လာခဲ့တာဖြစ်ပါတယ်။တကယ်တော့အညာဟာဇာဘာရဲ့သမီးရင်မဟုတ်ခဲ့ပါဘူး။အခုတော့ဇာဘာကဒီအကြောင်းတွေအကုန်လုံးကိုတတိယပြီးတော့မျိုးရည်တွေနဲ့ပြည့်နေခဲ့ပါတယ်။အချိန်တွေအကုန်လုံးလာတာနဲ့များအညာနဲ့လိုကီတော့ကလည်းအချိန်များစုမှာတူတူရှိနေပြီးတော့ရေမောနောက်ပြောင်ရင်းနဲ့ပို့ပြီးရင်းနှီးလာခဲ့ကြပါတယ်။ဒါမဲ့ဇာဘာကတော့ဒါကိုလုံးဝမကြိုက်ခဲ့ပါဘူး။သူတို့နှစ်ယောက်ကိုတူတူမြင်ရတာကိုသူကမနာလို့ဖြစ်ပြီးတော့ ။လူကြီးကအန်ညာကိုသူ့စီကနေခေါ်သွားမှာကိုလည်းကြောက်ရွံ့နေခဲ့ပါရဲ့။တင်းမာလူကြီးကအန်ညာကိုဘာလို့သားမိနေရောက်တဲ့ဒီမှာနေတာလဲလို့မေးလိုက်တော့ဇာဘာကလူတွေနဲ့တူနေရတာမကြိုက်ပဲတကူကူကိုကြောက်နေကြောင်းနဲ့ရုရှားစစ်သားတွေကြောင့်ရွှေပြောင်းနေတိုင်းရတာဖြစ်ကြောင်းကိုအန်ညာကပြန်ပြေခဲ့ပါရဲ့။အဲညမှာအညာနဲ့လိုဂီတို့စကားပြောနေတာကိုဇာဘာကတိမခန်နိုင်တော့ပဲနဲ့တနတ်ကိုယူပြီးတော့အမဲလိုက်ဖို့တိတ်တိတ်လေးအပြင်ထွက်သွားခဲ့ပါတယ်။သူထွက်သွားတဲ့နောက်မှာတော့အညာနဲ့လိုဂီတို့ကပျော်ရွှင်စွာချစ်ခီးလန်းကိုဖျက်ဆီးခဲ့ကြပါတယ်။ ဒေါဒီယမ်နဲ့လိုဂီမဲလိုက်ထွက်တဲ့အခါမှာတော့ရီနီယာတရေတကောင်ကိုတွေ့ပြီးတော့အောင်မြင်စွာလိုက်ဖမ်းကာအန်ညာကိုပေးထားတဲ့ခရီးကိုဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။တရေတေကောင်ကိုမြင်တဲ့အခါမှာတော့အန်ညာနဲ့ဆာဘာတို့နှုတ်စလုံးလည်းပျော်ရွှင်ခဲ့ကြပါတယ်။လာရီကုံလုံသွားတဲ့အခါမှာတော့အန်ညာနဲ့လိုဂီတို့ရဲ့အချက်တွေကလည်းပုံမှုခိုင်မာလာခဲ့ပါတယ်။သူတို့ကအတူတူပျော်ရွှင်နေခဲ့ကြပြီးတော့မကြခင်မှာပဲအန်ညာမှကိုဝင်ရှိလာခဲ့ပါတော့တယ်။လိုဂီနဲ့အန်ဂျာတို့ကဒီနေရာကနေထွက်ခွာပြီးတော့လူတွေနဲ့နေတဲ့အရက်ကိုပြန်ကမိသားစုဘွားကိုစတင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီမှာအညာကစာပါကိုကိုဝင်ရှိနေပြီဖြစ်တဲ့အတွက်သူကလေးကိုပိုကောင်းတဲ့ဘဝပေးချင်တာကြောင့်လူကီနဲ့အတူတူထွက်သွားတော့မယ်ကြောင်းပြောလိုက်ပါတယ်။ဒီစကားကြားတဲ့အခါမှာတော့စာပါတယောက်ထိတ်လန့်သွားခဲ့ပြီးလူကီအကြောင်းတေချာမသိသေးတဲ့အတွက်ဒီလိုဆုံးဖြတ်ချက်ကိုအလင်းစလိုမချတင်ကြောင်းပြောလိုက်ပါတယ်။ဒါမဲ့လူကီကအတူကြောင်းအားလုံးကိုပြောပြပြီးပြီဖြစ်ကြောင်းအညာကပြန်ဖြေလိုက်ပါတယ်။ဒါကိုကြားတော့စာပါတယောက်အယံကိုဝမ်းနေသွားရပါတယ်။သူကထိတ်ချမ်းမှုကိုခံစားလိုက်ရပြီးတော့အညာနဲ့တောင်စကားမပြောတော့ပါဘူး။ အဲဒီနောက်မှာအန်ညာနဲ့လိုဂီရောကထွက်ခွာဖို့ပြင်ဆင်နေခဲ့ကြပါတယ်။စာပါစိတ်ဆိုးနေတာကိုမြင်တဲ့အခါမှာတော့အန်ညာကသူ့အမေကိုအတူတူလိုက်ချင်လားလို့မေးပေမဲ့လည်းစာပါကတော့မဖြေခဲ့ပါဘူး။တညမှာလိုဂီမဲလိုက်ဖို့အပြင်ထွက်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲစာပါကအန်ညာကိုကောင်းပြီးပြီးစက်ဆံပြီးကျင်းကြီးတင်ပေးမယ်လို့ပြောခဲ့ပါတယ်။အညာကလည်းနားကိုရောက်လာတော့စာပါကစပင်ကိုညင်သာစွာဖိပေးပြီးတော့ကျစ်ဆံမိကျပေးနေခဲ့ပါတယ်။ဒီနောက်မှာသူကကျစ်ဆံမိကိုအုံပြုပြီးတော့ရုတ်တရက်အညာလဲပင်ကိုညစ်ကတက်ပြစ်လိုက်ပါတော့တယ်။ အဲဒီနောက်မှာတော့ဆာဘာကနောင်တရောဝမ်းနေတာရောမရှိခဲ့ပါဘူး။အကြောင်းရင်းကတော့သူကအန်ညာကိုမုန်းတီးလာခဲ့ပြီးတော့ယောဂီကလည်းသူ့ကိုမကြည့်ပဲအန်ညာကိုပဲကူးဆိုင်နေခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆာဘာကနှစ်ပေါင်းများစွာတယောက်တည်းနေခဲ့ရတာဖြစ်ပါတယ်။လိုဂီနဲ့တွေ့တဲ့အခါမှာတော့သူနဲ့တူဘွားတဲ့တစ်ခုကိုစတင်နိုင်မယ်လို့ထင်ခဲ့ပေမဲ့လိုဂီကသူ့ကိုမချစ်ပဲနဲ့အန်ညာကိုချစ်ပြီးတော့သူတို့နှစ်ယောက်ကသူ့ကိုထားခဲ့ဖို့စီစဉ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ဆာဘာစိတ်ထဲမှာမနာလိုစိတ်ဒေါသနဲ့ကြောက်ရွံ့မှုတွေကြီးထွားလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်သူကစိတ်ကိုမထိန်ချုပ်နိုင်တော့ဘဲနဲ့အန်ညာကိုတက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ဆာဘာကဒါနဲ့အန်ညာရဲ့မျက်နှာကအသားအရည်ကိုလှိဖြက်ပြီးတော့မျက်တဖုံးလောက်ကဝစ်ဆင်ခဲ့ပါတယ်။သူကအန်ညာရဲ့ဝစ်စားတွေကိုလည်းဝစ်ဆင်ခဲ့ပါတယ်။သူကအန်ညာလိုပုံစံဆိုရင်လိုကီကသူ့မကိုချစ်လိမ့်မယ်လို့ယုံကြည်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လိုကီပြန်ဟုတ်လာတဲ့အခါမှာတော့သူ့ကိုအန်ညာလိုတင်ပြီးတော့နီနီကက်ကက်နေခဲ့ပါတယ်။ဆာဘာကအမန်တရားကိုဖုံးကွယ်ဖို့ကြိုးစားပြီးလိုကီကိုရန်သဘောကြောင်ကြောင်ပြီးပြောခဲ့ပါတယ်။ ဒါမဲ့လူကြီးကသူ့ရဲ့တံကိုကြားတဲ့အခါမှာတော့တံတရားတွေစဖြစ်လာခဲ့ပါတယ်။လူကြီးကသူ့ရဲ့မျက်နှာကိုတေချာကြည့်ပြီးတော့အသားရည်ကိုထိလိုက်တဲ့အခါမှာတော့သူကအညာမုတ်ဖဲနဲ့စားပါဖြစ်ပြီးတော့သူကအညာကိုတက်ပစ်လိုက်ပြီးဆိုတာသိလိုက်ရပါတော့လေ။ထိလန့်သွားတဲ့လူကြီးဟာတဲတဲကနေထွက်ပြေးခဲ့ပြီးစားပါကလည်းတဲတဲမှာထိုင်ပြီးငိုကြွေးနေခဲ့ပါတော့လေ။ဇာတ်လမ်းလေးကတော့ဒါပါပဲခင်ဗျ။ဒီလိုဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမိတ်ပါနဲ့နော်။ ဇုံနီနားဆင်ပေးခဲ့ကြတဲ့တူချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေ။